ိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ရန်ကုန်မြို့ကွင်းချစ်စီစဉ်ရနေပြီးတော့ပရိသတ်တွေအတွက်ကျမ်းမာရေးဆိုင်ရာအခမ်းအနားတစ်ခုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်၂015ဇူလိုင်28ရက်နေ့ကဆိုရင်တော့ကမ္ဘာအသက်ရောက်အသက်ဝါးနေ့ဖြစ်ပါတယ်ဒါကြောင့်မလို့ WHO ကနေပြီးတော့ဒီနေ့အတွက်ဆောင်ပုတ်ကအသက်ရောက်အသက်ဝါးကာကွယ်ဖို့ရာတင့်တာဝန်ပါဆိုတဲ့ဆောင်ပုတ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကမ္ဘာမြေပေါ်မှာအခုလိုမျိုးရောဂါဆိုးပပျောက်ဖို့အတွက်ကာကွယ်ဖို့ကတူးချင်းစီမှာတာဝန်ရှိနေပါတယ်ဒီနေ့ခဏမှဆိုလို့ရှိရင်တော့အခုလိုမျိုးလူသားတွေကိုချိန်ချောက်နေတဲ့အသက်ရောက်အသက်ဝါးရောဂါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးကာကွယ်ရမလဲကုသရမလဲဆို ဲ့အကြောင်းအရာတွေကိုပမောက်ခဆရာကြီးဆရာမကြီးကနေပြီးတော့ပါဝင်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ပရိသတ်များကိုလည်းကျမကြီးဘုသူတများစွာရရှိဖို့အတွက်ဒီနေ့အခမ်းအနားကိုကြီးစုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ အသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များပမောက္ခဆရာကြီးဆရာမကြီးများဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့အသက်ရောက်သဝါယောဂကိုကာကွယ်ကုသဖို့အတွက်စိတ်ပါဝင်စားတဲ့ဧပရိသတ်များတက်ရောက်အားပေးခဲ့တဲ့အတွက်အခုလိုပဲအထူးပင်စီကားတက်မြိုက်လွနာကိုတွေ့ရမှာပါ2015ခုနှစ်အတွက်ကမ္ဘာအသင်းအောင်သဝါနှင့်အထိမ်းအမှတ်ဆောင်ပုဒ်ကတော့အသင်းအောင်သဝါကာကွယ်ဖို့ရာတင့်ကြဝင်ပါဖြစ်ပါတယ်။ ဒီနေ့ခန္ဓာမှာဆိုရင်ကပအတယောက်တဝါနေခန္ဓာဖြစ်ပေါ်လာပုံနဲ့အတယောက်တဝါဘီပိုးစီပိုးအတဲကင်စာယောဂများအကြောင်းကိုပမောက္ခဆရာကြီးဆရာမကြီးများကဆွေးနွေးသွားမှာဖြစ်ပါတယ်အခုလိုမြန်မာနိုင်ငံတလောမှာမိတင်းနေထိုင်တဲ့ပြည်သူများအတွက် သွင်အမျိုးမျိုးနဲ့အသက်ရောင်သဝါယောဂကာကွယ်ကုသမှုဆိုင်ရာဗဟုသုတများကိုမျှဝေဖို့အတွက်ကြိုးပမ်းလျက်ရှိတဲ့မြန်မာနိုင်ငံဆရာဝန်အသင်းအစာအိမ်ဦးလန်းကျောင်းနဲ့အသက်ရောဂါပညာဖွဲ့ရဲ့လှုပ်ရှားမှုကိုလည်းသိတွင်ရခဲ့ပါတယ်။ဆရာမမင်္ဂလာပါရှင်။အမင်္ဂလာပါရှင်။ဆရာမအမိနဲ့တောင်းယူထားတဲ့အပိုင်းသိပြစေရှင်။ ဟုတ်ကဲ့ကျမကတော့ပါမကဒေါက်တာဝင်းစွေအသေးရောဂါပညာဖွင့်မြောက်ကလာပါစီအောင်မှာတာဝန်ထမ်းဆောင်နေပြီးတော့မြန်မာနိုင်ငံရဲ့အဆိုင်ဦးလန်းကျောင်းနဲ့အသေးရောဂါပညာဖွင့်မှာတွင်းမှုတာဝန်ကိုယူဆရောတာဝန်ထမ်းဆောင်နေပါတယ်ရှင်ဒီနေ့မှာဆိုလို့ရှိရင်ကမ္ဘာအသေးရောဂါအထိမ်းအမှတ်အနေနဲ့ကျင်းပကြတဲ့အခါမှာအခမ်းအနားအဖြစ်လည်းတကယ်ကြီးမားတွေ့ရပါတယ်ရှင်အခုလိုမျိုးဖြစ်ပေါ်လာဖို့အတွက်ဆယ်မအဖွဲ့အစည်းအားလုံးစုပေါင်းပြီးတော့ဘလို့အကောင့်ထဲဖော်ပြခဲ့ရဲဆိုတာသိပါစီရှင် ကျမတို့ရဲ့ဆိုင်ဦးလန်းချောင်းနဲ့အသေးဝက်ခံပညာအဖွဲ့ကမြန်မာနိုင်ငံဆရာများအသင်းအလောက်မှာရှိပြီးတော့လုံငတ်တော်ဝင်များကိုနှစ်စဉ်နဲ့အများတက်တက်ကြွနေပေါင်ဝင်တန်းဆောင်နေပါတယ်စမတာဆိုလို့ရှိရင်ဒီနေ့မှာပေါ့နော်ဒီပြည်သူတွေကိုအသေးအောင်တဝါနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိဖို့အတွက်ဘယ်လိုမျိုးအကြောင်းအရာတွေဒီနေ့မှာဝေးမျှပေးသွားဖို့ရှိပါလဲရှင်ဟုတ်ကဲ့ဒီနေ့မှာတော့အသေးအောင်တဝါ နင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အတွက်အခမ်းအနားနေနဲ့ကျွန်တော်အသက်ရောင်သက်ဝါဘီဘိုးကြောင့်အသက်ရောင်သက်ဝါစီဘိုးကြောင့်နဲ့အသက်ကင်ဆာရောဂါအကြောင်းကိုဟောပြောပို့ချပြီးတော့မှပြည်သူလူထုကိုပညာပေးမယ်နောက်ပြီးတော့ကာကွယ်ရမယ်ဒါကာကွယ်ပြည်ကာကွယ်တဲ့အပိုင်းရောနောက်ပြီးတော့ရောဂါရှိလို့ရှိရင်ကုသမှုလုံးလို့ရရဆိုတဲ့အပိုင်းရောနောက်လူတွေကိုလည်းနောက်ထပ်ထက်ဆင်းရဲမကူဆက်နိုင်အောင်အဲ့အပိုင်းနဲ့သုံးမျိုးဖွဲ့ချပြီးတော့မှရှင်းလင်းပြီးတော့ဟောပြောမှဖြစ်ပါတယ်ရှင် ဒီနေ့ခန္ဓာအနေနဲ့တဆင်းတိုင်းမြေတန်ရောက်ကြည့်ရှုနေကြတဲ့ပရိသတ်တွေအတွက်အသင်းအောင်တဝါယောဂကာကွယ်နိုင်ဖို့အတွက်ဆရာမအနေနဲ့အကြံပေးစကားပြောပြပါအောင်ရှင်ဟုတ်ကဲ့အသင်းအောင်တဝါယောဂကင်းဝင်းအောင်လို့အတွက်ကြောင့်မလို့ပထမဆုံးကတော့ကာကွယ်နိုင်တာပါရှင်ပထမအသင်းမှာဘီဘိုးနဲ့စီဘိုးကိုကာကွယ်နည်းလမ်းတွေကို အမျိုးစုံရှိပါတယ်အလားတွေကိုအာကျမတို့ဟောလဲဟောပြောမယ်နပြန်ပြီးလက်ကမ်းဆောင်ဆောင်လည်းလုပ်ပါမယ်အဲ့ဒါဖက်ရှုပါနားလည်အောင်လည်းလုပ်ပါနောက်တကယ်လို့ကိုစမ်းသက်စမ်းဆိုင်စမ်းသက်တဲ့အချိန်မှာပဲဘီဘိုးရှိနေပြီးစီဘိုးရှိနေပြီဆိုလို့ရှိရင်ဆရာဝန်နဲ့ပြပြီးတော့တေချာစိတ်ကူတော့မခံရပါမယ်စိတ်ကူမခံရတဲ့တကြောင့်မလို့ဘီဘိုးစီဘိုးကနောက်ဆက်ဖြစ်မယ်နော်နောက်အသေးချာယောဂအသေးကင်ဆာယောဂများကိုကာကွယ်နိုင်မှာဆိုတဲ့အကြောင်းကိုသတင်းပေးပါရရှင်အခုလိုမျိုးအချိန်လေးပြီးတော့ဖြေချပေးရတဲ့ဆဲမောက်ကျေးဇူးအထူးပဲတင်ပါရရှင်ကျမလည်းအများကြီးကျေးဇူးတင်ပါရရှင် င်းအောင်သဝါပီပိုးဟာကမ္ဘာ့ကျန်းမာရေးပြဿနာဖြစ်ပြီးကမ္ဘာတဝန်းလုံးမှာအသင်းအောင်သဝါပီပိုးရှိသူပေါင်းတန်း400ကျော်ရှိနေပါတယ်။အသင်းအောင်သဝါပီပိုးပပျောက်ဖို့စူပါလှုပ်ဆောင်တဲ့အချက်ကတော့ပိုးမရှိသူအနေနဲ့ကာကွယ်ဆေးထိုးနှံပြီးပိုးရှိသူတွေအနေနဲ့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။အသင်းအောင်သဝါစီပိုးကတော့ကာကွယ်ဆေးမရှိပေမဲ့ရက်တူတူနဲ့ပျောက်ကင်းနိုင်အောင် ကုသနိုင်တဲ့ဆေးတွေပေါ်ပေါက်နေပြီဖြစ်ပါတယ်။ န္ဓာစီစဉ်ရာမြန်မာနိုင်ငံဆရာဝန်အသင်းအစာအိမ်ဦးလန်းကျောင်းနေအသေးယောဂပညာအဖွဲ့ဥက္ကဋ္ဌပရော်ဖက်ဆာဒေါက်တာဦးဝင်းနိုင်ကကျိုးစိုးနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါတယ်။အိမ်ကမှာတော့မြန်မာနိုင်ငံဆရာဝန်အသင်းအစာအိမ်ဦးလန်းကျောင်းနေအသေးယောဂပညာအဖွဲ့နာယကပရော်ဖက်ဆာဒေါက်တာဦးတန်စင်မှကမ္ဘာတည်အောင်တဝါလီဖြစ်ပေါ်လာပုံလို့ကို ရှင်းလင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီးအမှတ်နှစ်တမတော်စေယုံအစာအိမ်ဦးလန်းချောင်းနဲ့အသက်ရောဂါကုသမှုဌာနဒုတိယဗိုလ်မှူးကြီး Professor Dr. ဦးကျော်စုထွန်းမှာအသက်ရောသဝါပိဖို့အကြောင်းကို ရှင်းလင်းပေးခဲ့ပါတယ်။ရှင်လင်းကျေးရာအသက်ရောင်သဝပီပိုဟာ16ရာစုကလေးကရုပ်ကျွင်းထဲမှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။အသက်ရောင်သဝပီပိုဟာစတင်ဝင်ရောက်ပြီးယောဂလက္ခဏာပြဖို့တဲ့တလမှ6လအထိကြာမြင့်တတ်ပါတယ်။ ို့သောတပတ်မှနှစ်ပတ်အကြာသို့မဟုတ်နှစ်လခွဲမှသုံးလအကြာမှသွေးထဲမှာစမ်းသပ်သိရှိနိုင်ပါတယ်။အသေးအောင်သဝါပီပိုးရဲ့အထူးကကုသမှုကတော့သွေးနဲ့သွေးရည်ကြီးမှဖြစ်ပါတယ်။ဆလပင်မန္တလေးစေယုံကြီးအသေးရောဂါပညာဌာနမှပါမောခဌာနမှုဒေါက်တာညိုမီခိုင်တန်းလိုက်မှ အသေးအောင်သဝါစီပိုးအကြောင်းကို ရှင်းလင်းပေးခဲ့ပါတယ်။ န်းအောင်တဝါစီဘိုးဟာအသိန်းလုံငန်းဆောင်တာကောင်းနေသည်၍လက္ခဏာပြခြင်းမရှိတတ်ပါဘူး။မြန်မာနိုင်ငံမှာဖြစ်ပွားမှုများလာပြီး အခုဆိုရင်တော့စနစ်တကျကုသမှုများနဲ့ရက်တိုတို့အတွင်းပျောက်ကင်းနိုင်ပြီဖြစ်ပါတယ်။ဆလပင်ရန်ကုန်ပြည်သူ့စေယုံကြီးခွဲစိတ်ခုပညာဌာနမှတွဲဖက်ပါမောက်ခဒေါက်တာဦးမြင့်မောင်က အသေးကင်ဆာအကြောင်းရှင်းလင်းပေးခဲ့ပါတယ်။ ဆရာမင်္ဂလာပါရှင်မင်္ဂလာပါသမီးဆရာအမည်နဲ့တောင်းယူထားတဲ့အပိုင်းကိုသိပြရစေရှင်ဆရာနာမည်ကတော့ဒေါက်တာမြင့်မောင်ပါရန်ကုန်ပြည်သူ့စေယုံကြီးခွဲစိတ်ပညာဌာနမှာတာဝန်ထမ်းဆောင်ပါတယ်အခုဆိုရင်ဒါကမ္ဘာတန်ရောဂါအထိမ်းအမှတ်အနေနဲ့ကျင်းပတဲ့အခမ်းအနားကလည်းတကယ်ကိုကြီးမားပြီးတော့ခမ်းနားပါတယ်အဲဒါပေမဲ့သမီးတို့2015အတွက်ပေါ့နော်တန်ရောဂါနဲ့ပတ်သက်ပြီးတော့ထွက်လာတဲ့ slogan ကကြတော့ဒီတန်ရောဂါကိုကာကွယ်ဖို့အတွက်သမီးတို့တဦးချင်းစီမှာတာဝန်ရှိတယ်လို့သိရပါတယ်ဆရာအဲ့တော့တဦးချင်းစီမှာဘယ်လိုတာဝန်တွေရှိတယ်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုလည်းသိချင်ပါတယ်ရှင် ဆရာတို့ဒီရောဂါနဲ့ပတ်သက်ပြီးတော့ကဘာအရရမှာရှိတဲ့သူတေသနာပညာရှင်တွေသိပ္ပံပညာရှင်တွေစိတ်ပညာရှင်တွေကမိမျိုးစုံနဲ့နော်ရှာဖွေတွေ့ရှိမှုအစ်စ်အစ်စ်တွေကိုဒီနေ့ထိလုပ်နေကြရတယ်ပေါ့ဒါပေမဲ့ဒီတွေ့ရှိမှုအစ်စ်အစ်စ်တွေကလူတိုင်းကမလိုက်နာနိုင်ဘူးလူတိုင်းကမကျင့်သုံးနိုင်ဘူးဆိုရင်အလားအသတ်ပြတ်သွားမှာပေါ့အဲ့တော့ဆရာတို့ကဒီသိပ္ပံပညာရှင်တွေစိတ်ပညာရှင်တွေရဲ့အစ်စ်တွေ့ရှိချက်တွေကိုဆရာတို့လူတအူးချင်းစီက တက်နိုင်သလောက်တည်ထားဖို့လိုတယ်ပေါ့။ဒါတက်နိုင်သလောက်နိုင်နာကျင့်သုံးဖို့လည်းလိုတယ်။ဒီယောဂါကိုတိုက်ဖြတ်ဖို့လည်းလိုတယ်။အဲတွေးရှိချက်အစ်စ်တွေကအစ်စ်တိုင်းပဲရှိနေပြီးတော့ဆရာတို့ကအသုံးမချဘူးဆိုရင်ပစ္စည်းတစ်ခုကအသုံးမချလို့ဆိုရင်ဒီပစ္စည်းရိုက်တန်ဖို့ကမရှိဘူးပေါ့နော်။အဲ့သဘောပါပဲ။အခုလိုမျိုးအချိန်ပေးပြီးတော့ပြည်သူတွေတဲ့ကျမ်းမာရေးဘူးတာမျှဝေပေးရတဲ့ဆရာကျေးဇူးတူပဲတင်ပါရှင်။ဆရာလည်းကျေးဇူးများကြီးတင်ပါတယ်ခွ။ ဆက်လက်ပြီးမြန်မာနိုင်ငံဆရာဝန်အသင်းအစာအိမ်ဦးလန်းကျောင်းနှင့်အသက်ယောဂပညာဖွင့်နာရေးကရန်ကုန်ပြည်သူစေယုံကြီးအစာအိမ်ဦးလန်းကျောင်းဌာနအငိမ့်စဘာမောက်ခဆရာမကြီးဒေါက်တာတင်တင်မီကလည်းနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါတယ်။ဆက်မိုင်းမင်္ဂလာပါရှင်။မင်္ဂလာပါတမီးရဲ့။ဒီဒီနေ့မှာဆိုရင်ပထမဆုံးအနေနဲ့သိချင်တာကပေါ့နော်။သမီးမြန်မာနိုင်ငံမှာအသက်အရွယ်တော်ဝါဖြစ်ပွားမှုနှုန်းပဲတိုင်းတာတရှိနေလဲဆိုတာကိုလည်းသိချင်ပါရဲ့ရှင်။ အဖြစ်ပွားမှုနှုန်းကတော့အကြောင်းကြောင်းကြောင်းများတယ်များသေးတယ်လို့ပဲပြောရမယ်ကုပိတာယောဂဖြစ်နေတယ်လို့လည်းများပါတယ်ဒါကြောင့်မလို့လေဒီပွဲကြီးတို့အင်းလိုက်အားတိုက်ချင်းပါကြတာပါအခုဆိုရင်ဒီအတန်းအောင်တော့ဝါစီဖို့ပေါ့နော်ကုသဖို့အတွက်ကုလုံးအသိရှိသွားပြီလို့သိရပါတယ်ဆရာမရှင်အဲ့ဒီရဲ့အသေးစိတ်ကိုလည်းထပ်ပြီးတော့သိပြရစီရှင်အေးဟုတ်တယ်တမီးရဲ့စီဖို့ကုထုံးကလေအရန်ကိုလေအားရလောက်အောင်ကိုပြောင်းလဲသွားပါပြီအရင်တော့ကဆိုရင်တော့စီဖို့ကသူကအဓိကထိုးစေးပေါ့နော်ဟို အဲပိတ်အင်တာဖရွန်ဆိုရဲနော်ပက်ကလေးဒစ်အင်တာဖရွန်ဆိုရဲထိုးစေးရအဓိကဖြစ်တယ်ဒီထိုးစေးရဟိုယောဂသိပ်မဆိုးခင်ထိုးရင်တော့ side effect ကဒါလောက်မများဘူးဒါပေမဲ့ယောဂအသေးစား၆ပြီးတဲတော်တဲလေးတော်တော်၆ပြီးဆိုရင်အဲ့ဒီအချိန်မှကုရင် side effect ကသိပ်များပြီးတော့မခံနိုင်ကြအောင်အဲ့ကြောင့်လူတိုင်းလူတိုင်းကဟိုအရန်ကိုစိတ်ပြတ်သွားကြတယ်အဲဒါအပြင်ဟိုပိုးပြောက်နှုံးကလည်းအဲဒီပက်ကလေးဒစ်အင်တာဖရွန်ဆိုရဲဒီထိုးစေးရပိုးပြောက်နှုံးနဲ့အခုပေါ်တဲ့တောက်ဆေးရပိုးပြောက်နှုံးကလည်းအရန်ကိုကွာခြားသွားပြီအရန်အရန်ကိုကွာခြားသွားပြီ ဒါပေမဲ့တခုပဲရှိတာအခုပေါ်လာတဲ့ထိုးစေးတောက်စေးရဟိုကောင်းတော့ကောင်းနေဒါပေမဲ့နိုင်ငံသားမှာစပေါ်ပေါ်ရင်သူကဈေးကအရန်များတယ်နော်တခါကုစားပေါ့နော်တခါကုစားကိုဥပမာ3လ3 6လပေါ့နော်တခါ one course ကိုကျပ်သိန်းပေါင်း850ဟာဒါဆိုဘယ်သူမှမတတ်နိုင်ဘူးအဲ့တော့အလုံးကြီးဝိုင်းပြောကြဆိုကြ WHO ဘာညာဆိုတော့အခုတော့ဈေးပေါ်တဲ့နှုံးနဲ့တကယ်ဈေးအစ်စ်မှန်ကိုပဲ ဒီ developing country တွေပေါ့เนาะဒီသူဖွံ့ဖြိုးတဲ့နိုင်ငံတွေအတွက်ဈေးပေါ်တဲ့နှုန်းနဲ့ရောက်လာပါပြီအဲ့တော့တစ်လမှာ3သိန်းလောက်ပဲကြာပါမယ်3လကူရတာဖြင့်ဖြင့်မယ်6လကူရတာဖြင့်ဖြင့်မယ်ပိုးအမျိုးစားကိုလိုက်ပြီးတော့ပေါ့เนาะ side effect ကလည်းမရှိတော့ကိုနေတယ်အဲ့တော့အရန်ကိုဝန်တာအားရတခစ်ပြောင်းသွားပါပြီလို့ပြောချင်ပါတယ်အခုလိုမျိုးအချိန်ပေးပြီးတော့တမီးတို့တိလို့တမီးဘူးသူတရဖြည့်ချားပေးရတဲ့ဆယ်မကြီးကျေးဇူးထူးပဲတင်ပါရှင်။အေးမမလည်းဒီအမတန်အရေးကြီးတဲ့ဖြီးဖို့စီဖို့အကြောင်းကို နော်တကဘာလုံးအတိုင်းတပြည်လုံးအတိုင်းတာနဲ့တမီးတို့ MRT ဖြူဘောကနေတဆင့်နော်ဘုသူတဖြန့်ဝင်ရလို့အများကြီးကျေးဇူးတင်ပါတယ်ပရိသတ်များကိုဒီနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံမှာကျင်းပတဲ့2015ခုနှစ်အတွက်ကမ္ဘာအသက်ရောက်သွားနေအထိမ်းအမှတ်ခမ်းနားဖြစ်ပါတယ်။ အသိအောင်တဝါကာကွယ်ဖို့ရာတင့်တာဝင်ပါဆိုရစာပုံနဲ့အညီအသိအောင်တဝါယောဂါကိုလူသားတူတွင်မှာပပျောက်သွားဖို့အတွက်တအုပ်ချင်းစီမှာတာဝန်ရှိရဆိုတဲ့အကြောင်းကိုလည်းဒီနေ့ခန္ဓာကနေတဆင်သတင်းပေးတင်ဆက်ချင်ပါတယ်ရှင်ကြည့်ရှုအားပေးတဲ့ပရိသတ်များကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်